မင်္ဂလာပါရှင်ဒီနေ့တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့နီးပညာပူးပေါင်းဆောင်ရွက်မှုတစ်ခုအကြောင်းပြောကြမယ်လीဟုတ်ကဲ့ပါခင်ဗျာဟုတ် Sam Altman နဲ့ Johnny Ive တို့ရဲ့ပူးပေါင်းမှုပါ Open AI နဲ့ IO company ပေါင်းလိုက်တာပေါ့อืมဟုတ်ပါတယ်တကယ်လေးလူစိတ်ဝင်စားမှုများနေတဲ့အကြောင်းအရာတစ်ခုဟုတ်ကဲ့သူတို့နေအောင်ပြောထားတဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ အဓိကကြတဲ့အချက်တွေကိုဆွေးနွေးကြည့်ချင်ပါတယ်။သူတို့ရဲ့အဓိက target ကလက်ရှိ computer သုံးတဲ့ experience ကို အခြေခံကနေပြောင်းဖြစ်ဖို့ပဲနော်။ဟုတ်ပါတယ်။အဲ့ဒါအဓိကပဲ။ AI နည်းပညာကိုလူတွေပို့ပြီးတော့လွယ်လွယ်ကူကူအမ်ပို့ပြီးတဘောဝကြကြသုံးနိုင်မဲ့ device အသစ်တွေဖန်တီးဖို့စ조사နေကြတာ။ဟုတ်တယ်။ဆိုရလေလက်ရှိနည်းပညာတွေရဲ့ဘလို့အကန့်အသတ်တွေကိုသူတို့ကြော်ချင်နေကြတယ်လေဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်။ဟုတ်ပါ။အဲ့ဒါကလေဆက်စူးနေတည်တဲ့ခြီးပြီးတိတ်မပြောင်းလဲသေးတဲ့ဟိုဟာ laptop ဒီ phone ဒီပေါ့ အဲ့ဒီပုံစံတွေကိုကြော်လွန်ကြည့်နေကြတာ။ Sam Altman တို့ပြတ်လို့ပဲအခုချိန်မှာ AI နဲ့စကားပြောလာဟိုအလွတ်လွတ်ရတာကအဆင့်တွေနည်းနည်းများနေသေး။ဟုတ်ဟုတ် ChatGPT ကိုမင်းရင်တောင် laptop ဖွင့် browser သွားစာရိုက်အဲ့လိုတွေရှိနေသေးတာ哦မှန်ပါတယ်အဲ့ဒီလိုကတိကောက်နိုင်တာလေးတွေရောနေလွတ်အောင်ပေါ့ပိုလီ seamless ဖြစ်ခြင်းတဲ့သဘောမျိုး အဲ့ဒီရေမှန်းချက်အတပဲဂျိုနီအိုင်ဖ်ကအာယိုဆိုတဲ့ကုမ္ပဏီကိုလွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းကတည်ထောင်ထားတာနော် ဟုတ်ကဲ့ထိပ်တန်းဒီဇိုင်နာတွေအင်ဂျင်နီယာတွေနဲ့စကော့တ်ကန်နန်တို့အဗန်စ်ဟန်ခီတို့တန်တန်တို့ပါတယ်လို့သိရတယ်အခု open ai နဲ့ပေါင်းလိုက်ကအာဟတ်ဝဲဆော့ဖ်ဝဲ ai research ထုတ်လို့ရေကျွမ်းကျင်မှုတွေအကုန်စုသွားတယ်လို့ဖြစ်သွားတာပေါ့ဟုတ်ပါတယ် Sam Oldman ကတော့အဲ့ဒီ IO ဖွဲ့ကိုဘယ်လိုပြောလဲ တဏီယာထဲမှာကြားဘူးသမျှတဲ့အတော်ဆုံးအရေးချင်းစူးစီးမှုကိုတောင်တုံးလုံးသွားတယ်။တော်တော်အားကောင်းတဲ့ပေါင်းစည်းမှုပဲ။တကယ်ပဲ။ပြီးတော့လေသူတို့ရဲ့ပထမဆုံး device ရှေ့ပြေးပုံစံဟို prototype တခုကို Johnny Ive က Sam Allman ကိုစမ်းသုံးဖို့ပေးခဲ့တယ်ဆိုပဲ။အင်း Sam Allman ရဲ့ reaction ကလည်းတော်တော်လေးအားအသင့်စရာပဲ။ကဘာကြီးမြင်ဘူးသမျှထဲမှာ အမိုက်ဆုံးနှီးပညာပစ္စည်းတဲ့။ဟုတ်တယ်။တော်တော်လေးမြောက်ပြောထားတယ်။ဒါပေမဲ့ Johnny Ivy ရဲ့အဖွဲကလည်းပြန်ပြောတယ်တဲ့။ဒါကသူတို့ရဲ့အကောင်းဆုံးလက်ရပါတဲ့။ဟော iPhone တို့ MacBook Pro လို့ကိုဒီဇိုင်းထုတ်ခဲ့တဲ့အဖွဲစီကဒီလိုစကားမျိုးထွက်လာတာဆိုတော့တော်တော်လေးမျှော်လင့်ရမှာပဲ။ဟုတ်ပါ။အကောင်းဆုံးလက်ရဆိုတာဘယ်လိုမျိုး experience ကိုဆိုလို့မလဲစိတ်ဝင်စားစရာပဲ။ဒီပူပမှုကနိပညာပိုင်းတင်မဟုတ်ဘူးနော်သူတို့ရဲ့ဟိုတံပိုးထားမှု vision day တူညီမှုအပေါ်မှာလည်းအခြေခံတယ်လို့ဆိုတယ်အဲ့ဒါလေအရေးကြီးတဲ့အချက်ပဲ ဂျွန်နီအိုက်ပြောပါရလေတော့ကြားတယ်။နီးပညာဘဲသွားမလဲသိချင်။ technology ကိုကြည်တာထက်ဟော့အဲ့ဒီဆုံးဖြတ်ချက်ချတဲ့လူတွေကိုကြည်ရမယ်။သူတို့ကိုဘာကလှုံ့ဆော်နေလဲ။ဘယ်လို value တွေရှိလဲဆိုတာမျိုးပေါ့။သူတို့နှစ်ယောက်ကနီးပညာရဲ့အပေါင်းလက္ခဏာရောတတိထားရမယ့်အချက်တီရောကိုအမြင်တူကြတယ်ဆိုတဲ့သဘောမျိုးတက်ရောက်တယ်။ဟုတ်နိုင်ပါတယ်။ ီးတော့သူတို့အလေးထားတဲ့အချက်တစ်ခုကဒီ AI စွမ်းအားကိုလူတိုင်းလူတိုင်းလက်လန်းမိစေချင်တာဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါအရေးကြီးတယ် Sam Allman ပြောတာလေးပြန်ကောက်ရရင်တော်တော် smart ဖြစ်တဲ့လူနည်းစုလေးပဲဒီကိလ ia တွေကိုသုံးတတ်တာမျိုးမဖြစ်ချင်ဘူးတဲ့อืมဘယ်သူမဆိုကို idea ကို hey account ရဲ့ follow like Sam ပါလွယ်လွယ်ပြောနိုင်စေချင်တယ်ဆိုတာလေတော်တော်လေးကောင်းတဲ့ vision ပဲ AI ရဲ့အကျိုးကျေးဇူးကိုလူအဖွဲ့အစည်းတစ်ခုလုံးစီကြည်ကြဲပြန့်ပြန့်ရောက်စေခြင်းတဲ့ဆန္ဒကိုပြနေတာ ဟုတ်ပါတယ်ဒီလိုရီမန်းချစ်ကြီးတဲ့ဖြစ်မြောက်ဖို့ပတ်ဝန်းကျင်လာလဲအရေးပါတယ်လို့သူတို့မြင်မှုရတယ်ဆန်ဖရန်စစ္စကိုမြို့အကြောင်းလည်းထည့်ပြောသွားတယ်အာဟုတ်တယ်ဆန်ဖရန်စစ္စကိုရဲ့ဟိုဒီထွင်းဖန်တီမှုကိုအားပေးတဲ့ယဉ်ကျေးမှုလွတ်လပ်တဲ့အတွေ့အခေါ်တွေကအရေးပါတယ်ပေါ့မှန်ပါတယ်ဒီလို project ကြီးတွေဖြစ်လာဖို့အတိလိုပတ်ဝန်းကျင်ကမြေတုံမြောက်ပေးတယ်လို့သူတို့ယုံကြည်ကြပုံပဲဟုတ်ကဲ့ဒီထွင်းဖန်တီမှုဆိုတာ သူ့ရဲ့ထူးခြားမှုတွေနဲ့အတူလွတ်လပ်စွာစီစဉ်ခွင့်ပေးရမယ်ဆိုတဲ့သဘောမျိုးနောက်ဆုံးအနေနဲ့ပေါ့နော်ဒီနေ့မညာကယူလာနိုင်မဲ့အကျူးတရားမှုတွေတကယ်တော့ကြီးမားနိုင်တယ်လို့သူတို့မျှော်လင့်ချားကြတယ်อืมအဲ့ဒီနောက်ဆုံးပေါ့ AI model တွေကိုမယုံနိုင်စရာပြင်ပဥနော်တစ်ခုလို့တောင်းတုံးထားတာနော်ဟုတ်ဆိုတော့တိပညာရှင်တွေရဲ့ productivity နဲ့ဆက်တွန်းစေတိုးလာတာမျိုးကင်းစာယောဂကုထူးရှာဖွေမှုတွေမြန်လာတာမျိုးတွေဖြစ်လာနိုင်နေပေါ့ဟုတ်ပါတယ် လူသားတွေအတွက်ဖန်တီးနိုင်စွာစီးစိမ်အလျံပယ်ဖြစ်ခြင်းပေါ့ abundance လို့သုံးထားတယ်။အဲ့ဒီခေတ်ရဲ့အစကိုရောက်နေတယ်လို့သူတို့ယုံကြည်နေကြတယ်။တကယ်ပဲစိတ်လှုပ်ရှားစရာအလားအလာတွေပါ။ဒါမဲ့စဉ်းစားစရာတခုက သူတို့ရည်မှန်းတယ်လို့ AI ကို လူတိုင်းအတွက် make it happen လုပ်ပေးနိုင်တဲ့ tool ဖြစ်လာခဲ့ရင်ပေါ့။ဟုတ်ကဲ့။အဲ့ဒီအခါကျရင် လူသားတွေရဲ့တီထွင်ဖန်တီးမှုဆိုတာရဲ့အနှစ်သာရကဘာဖြစ်လာမလဲ။နောက်ထပ် challenge ကဘာဖြစ်မလဲ။ ဲ့ဒါကတော့ဆက်ပြီးတွေးစရာလေးပါပဲဟုတ်ပါတယ်စိတ်ဝင်စားစရာမေးခွန်းတစ်ခုပါပဲ